အီရန်ကအရှေ့လေဘက်မှာရှိတဲ့အမေရိကန်စစ်သားရဲ့အကြီးဆုံးအခြေစိုက်စခန်းဖြစ်တဲ့ကာတာမာရှိတဲ့ LUD လေတပ်စခန်းကိုဒုံးကျည်တွေနဲ့ပစ်လွတ်ခဲ့ကြောင်းအီရန်ကပြောကြားခဲ့ပါတယ်။အီရန်နျူကလ িয়ার စခန်းတွေကိုအမေရိကန်တပ်တွေကတိုက်ခတ်ပြီးရပ်ပိုင်းကြမှာရင်းကဖြစ်ပျက်ခဲ့ခြင်းဖြစ်တဲ့အမေရိကန်စစ်သားများတိုက်ဆိုးခြင်းမရှိကြောင်းအီရန်ကပြောကြားခဲ့သည်။ပန်နဂွန်ကအခြေအနေကိုအနီးကစောင့်ကြည့်နေပါသည်။အီရန်နိုင်ငံကိုအစောပိုင်းကတိုက်ခတ်မှုတွေကအမေရိကန်ကအုံပြုခဲ့တဲ့ဒုံးကျည်အခြေအတွက်နဲ့တူညီတယ်လို့ ီရန်နိုင်ငံပိုင်မီဒီယာကပြောပါတယ်အမေရိကန်၏ရန်စောက်မှုကိုအီရန်စစ်တပ်ကပြင်းထန်ပြီးအောင်မြင်တဲ့တုံ့ပြန်မှုဟုအီရန်ကခေါ်ဆိုခဲ့ပါတယ်ကာတာနိုင်ငံသားရေးဝန်ကြီးဌာနကလည်း LODR တိုက်ခတ်မှုကိုအတည်ပြုခဲ့ပါတယ်ကာတာ၎င်းရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်ကြောင်းပြောကြားခဲ့ပါတယ်ဒုံ့ပြန်မှုကိုကြားဖြတ်ဟန်တာချင်းဖြင့်၎င်း၏လေကြောင်းရန်ကာကွယ်ရေးများကအောင်မြင်စွာရက်တန့်ခဲ့ကြောင်းဒုဟာတင်းတွင်ဖော်ပြထားသည် အွန်လိုင်းပေါ်တင်ထားတဲ့ဗီဒီယိုများတွင်ကာတာနိုင်ငံ၏လေကြောင်းရန်ကာကွယ်စနစ်တွေကကောင်းကင်ယံမှာရှိတဲ့ပြည်မတွေကိုပစ်ခတ်နေခြင်းကိုပြသထားပါသည်။အီရန်မှာရှိတဲ့အမေရိကန်တပ်ဖွဲ့ဝင်တွေကိုလည်းပြစ်မှတ်ထားသည်ဟုအီရန်မီဒီယာအချို့ကပြောကြားခဲ့တော့လဲပင်တဂွန်စစ်ထနာချုပ်ကရင်းချက်ကိုအတိမပြုသေးပေ။အမေရိကန်လီတာနဲ့ US စံထွက်ကွန်မန်းရှေ့လေဘက်မှာရှိတဲ့ရှေ့ရင်းစစ်စင်ရေးများကိုတာဝန်ရှိတဲ့သူတွေကအီရန်ရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးချက်ချင်းထုတ်ပြန်ချက်သုံးတရားထုတ်ပြန်ခြင်းမရှိသေးပေ တင်းလာနဲ့အစောပိုင်းကကာတာမှာရှိတဲ့အမေရိကန်တရုတ်ကအမေရိကန်တွေကိုနောက်ထပ်တိပိချက်မထုတ်မချင်းအိမ်ထဲမှာပဲနေဖို့ပြောထားပါတယ်။ကာတာလီပိုင်နဲ့ကိုပိတ်ပြီးနိုင်ယီပိုင်လိုမှာဤတတိပိချက်ထုတ်ပေါ်လာပြီးမကြမီတပိတ်တက်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အမေရိကန်ကိုတုတ်ပြန်မိပါမီယူဆိုပါကအမေရိကန်ဒီပုံမွေအကြီးစွာဖြင့်တုတ်ပြန်သောမျိုးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစောပိုင်းတွင်အီရန်ကိုတတိပိတ်ခဲ့သည်။အယ်လူဒေကိုအီရန်ဤတက်ခတ်မှုသည်ပုံမွေချိမှတော့စစ်ပွဲမှာဖြစ်စေပဲ အီရန်ဤဒေါသကိုပြတ်တက်ရန်ဒီဇိုင်းထိုးထားခြင်းဖြစ်နိုင်သည်ဟုလေလာသူတွေကပြောပါသည်။ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေကမြန်မာတိပီချန်နယ်ဆက်လက်တည်ရှိနေပြီးမိဒီအီရန်ဤတပ်တိုက်တုံ့ပြန်မှုတို့မို့ဂျာကန်တိုက်ခိုက်မှုများမဆိုတုံ့ပြန်ရန်အပြည့်အဝပြင်ဆင်ထားကြောင်းပူးတွဲစစ်အုပ်စုချုပ်ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးဒန်ကင်းကတင်းနေဝင်နေပြောကြားခဲ့သည်။အမေရိကန်စစ်တပ်၏အရှိလေဗန်နှင့်တိုက်ဖွဲ့တပ်ဖွဲ့များစွာရှိပြီးဒုံးချီကြကြဖြတ်တိုက်များတိုက်လေယာဉ်များစစ်တပ်များနှင့်လေယာဉ်တင်တပ်များပါဝင်သည် ဤပစံမူလာကကွက်ချင်းနဲ့တက်ခဲမှုနှစ်ခုစလုံးအတွက်အသုံးပြုနိုင်သည်ကတားဤလေကြောင်းရန်ကကွက်ကြီးစနစ်များ၏ဒုံးကြီးအလုံးကိုချပြဟန်တာနိုင်ခဲ့သည်ဟုပြောသည်အသေးအပြောင်းမရှိပဲကြီးကြီးမားမားပြစ်စင်မှုတော့မရှိသေးပေဆိုပါတက်ခဲမှုကိုအမိကကဝေးဝန်ကြီးဌာနကတည်ပြုခဲ့တော်လဲအမိကတပ်ဖွဲ့ဝင်များထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ကြောင်းလဲပြောကြားခဲ့သည်အမိကစစ်တပ်ရာစီတွေကတက်ခဲမှုမဖြစ်ပွားမီ LUD မှလေယာဉ်များကိုဘေးလွတ်ရာသို့ဆွေးပြောင်းထားပြီးဖြစ်သည်ကတားရှိအမေရိကန်တရုတ်ကလည်းလုံခြုံရေးသတိပေးချက် ထုတ်ပြန်ထားပြီးဝန်ထမ်းများအားဒီစီစစ်စစ်နေထိုင်ရန်နှင့်ခြေဆက်စကန်တို့ဝင်ရောက်ခွင့်ကိုကန့်သတ်ထားသည်တက္ကသိုလ်ပြည်တွင်နေအင်ဂျင်နီယာတွင်အခြေအနေဆိုင်ရာအစည်းအဝေးတစ်ခုပြုလုပ်ခဲ့သည်စစ်စင်ရေးကိုအောင်ပွဲကျင်းပချင်းဟုအီရန်ကအမည်ပေးထားသည်တက္ကသိုလ်ကြီးတတိပေးချက်ပို့ဆောင်ချက်ဖြစ်တော်လဲပြင်းထန်သည်ဟု၎င်းတို့ကဆိုသည်တက္ကသိုလ်မပြုမီကတာနှင့်အမေရိကန်တို့ကိုတတိပေးခဲ့ကြောင်းလဲအီရန်ကပြောကြားခဲ့သည်လူကိုမတိကျစေရန်နှင့်ဒုမဟုတ်တေဆုံမှုဖြစ်စဉ်အတွက်ဖြစ်သည် ်မိကတဖွဲ့ဝင်များသည့်ပြင်းထန်သောဒီပေချက်ဆက်လက်ထားရှိကာနောက်ထပ်တိုက်ခိုက်မှုများကိုတုံ့ပြန်ရန်အသင့်ဖြစ်နေပြီဖြစ်သည်ပင်နဂုံစစ်တနာချုပ်သည်နောက်ထပ်တိုက်ခိုက်မှုများအတွက်အနီးကစောင့်ကြည့်နေပါသည်